အလုံးယေရှုနာမ၌မိင်္ဂလာပါဒီကနေ့မှာတော့ဘဝမှာဝမ်းနည်းစရာတွေကြုံတွေ့လာတဲ့အခါဆိုတော့နှုတ်ကပတော်ကောင်းစင်နဲ့ရောက်စီတိုင်းကိုထမှန်ပြီးတော့နှုတ်ဆခွန်အပ်ပေးလို့ပါတယ်လောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာတစ်ခါတည်းမှာဝမ်းနည်းရတဲ့အချိန်လေးရှိမှိုင်တယ်တစ်ဖက်မှာပျော်ရွှင်တဲ့အချိန်လေးရှိနိုင်တယ်အဆင်ပြေတဲ့အချိန်ရှိနိုင်တယ်အဆင်မပြေတဲ့အချိန်ရှိနိုင်တယ်ကောင်းစားတဲ့အချိန်ရှိနိုင်တယ်အခက်အခဲပြဿနာတွေနဲ့ကြုံတွေ့တဲ့အချိန်တွေရှိနိုင်ပါတယ်ဖြစ်တော့ကြောင့် ောကရဲ့ဖြစ်ခြင်းပြက်ခြင်းဒီသဘောတရားတွေနဲ့ကျွန်တော်တို့ရှိလာနိုင်ပါတယ်ဆိုတော့ယုံကြည်သူဖြစ်လင့်ကစားတစ်ဖက်မှာဝမ်းနေစရာဘဝမှာဝမ်းနေစရာအဖြစ်ပြက်တွေအစမပြေမှုတွေကြုံတွေ့လာတဲ့အခါတခါတရံမှာတချို့ညီကိုမောင်နှမတွေကကျွန်တော်တို့ဖျားခင်နဲ့မှမှန်လို့ဖျားခင်ရှေ့မှာကြီးမားတဲ့အပြစ်တွေလှုပ်ထားလို့ဒီလိုဖြစ်တာလားဆိုပြီးတော့ကျွန်တော်တို့ဇားတဲ့အရာတွေခံယူတဲ့အရာတွေရှိတတ်ပါတယ်။ငါကပါတော့ကြည့်တဲ့အခါမှာအတိုင်းအတာတစ်ခုတည်းတော့မှန်ပါတယ်။ဒါပေမဲ့ ဒေသနာဆရာကပြောပြောတယ်လေဆိုတော့တခါတလေမှာငိုတဲ့အချိန်ရှိနိုင်တယ်တခါတလေမှာဝမ်းနေတဲ့အချိန်တခါတလေမှာပျော်ရွှင်တဲ့အချိန်တခါတလေမှာကောင်းစားတဲ့အချိန်ဆိုတော့အလက်အပြောင်ရှိနိုင်တယ်ဆိုတော့ကိုနုကပတ်တော်ထဲမှာဖော်ပြထားတာဖြစ်ပါတယ်နုကပတ်တော်ကြည့်တဲ့အခါမှာဟာနာရဲ့အသက်တာအကြောင်းကိုတွေ့ရပါတယ်သူကဖျားခင်ရှေ့မှာကြီးမားတဲ့အပြစ်လည်းမလုပ်ပါဘူးဒါပေမဲ့သူ့ရဲ့ဘဝအမှာသူဖြစ်ပျက်ခဲ့တဲ့အရာတွေကဝမ်းနေစရာအဖြစ်ပျက်တွေသူကြုံတွေ့ရတယ်သူကလေးမရဘူး ်မိမသားတယောက်နေနဲ့မိသားစုအတွက်ကလေးမရောက်ဘူးဆိုတဲ့အခြေအနေကအင်မတန်မှဝမ်းနည်းစရာကြေကွဲရတဲ့အခြေအနေဖြစ်ပါတယ်သူဝမ်းနည်းတယ်အကြောင်းလေးသူကနှုတ်ကပတ်တော်တွေမှာပြောပါတယ်နစ်စင်မပြဲဘိမှန်တော်ကိုတွားတယ်လို့နှုတ်ကပတ်တော်ထဲမှာမှတ်တမ်းတင်တာတော့ကိုတွေ့ရမှာဖြစ်ပါတယ်တို့ကြောင့်ယောဂီသူများအားလုံးကိုအားပေးချင်ပါတယ်ဘဝမှာဝမ်းနည်းစရာတွေကြုံတွေ့လာတဲ့အခါမှာဒီနေ့ကျွန်တော်ဟာနာရဲ့အသက်တာမှာတွေ့ရတဲ့ သူဖျားခင်နဲ့သူဘလို့သွားခဲ့တယ်ဆိုတဲ့အရာကိုအတူတူကဆင်ခြင်ဖို့ဖြစ်ပါတယ်ပရမတ်တစ်ချက်ကတင်စုတောင်းပါဝန်နေစရာတွေဂျုံတွေ့လာတဲ့အခါမှာတင်တာ၍ဖျားခင်ရှိမှတိုးဝင်ပြီးတော့ဆုတောင်းပါဟာနာကနှစ်စင်မပြက်ဗိမာန်တော်ကိုထွားပြီးတော့ဘုရားကိုဆုတောင်းတယ်ဆိုတာကို တွေ့ရတယ်ဘာကြောင့်ဆိုရင်ပထမဆောင်ဆောင်ခန်းကြီးတစ်အပိုင်ငယ်29နဲ့28ကိုဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ်ဤသူငယ်ကိုရမိအကြောင်းဆုတောင်းပါ၏ တောင်းဒီအတိုင်းထရော့ဖျားပေးသနာတော်မူပြီးသူကြောင့်ကျမဒီသူ့ကိုထရော့ဖျားအားငားပါပြီသူငယ်ရဖို့အတွက်ဆူတောင်းတယ်ထို့အတွက်ကြောင့်ဘုရားတခင်ကသူ့ကိုသူတောင်းတဲ့အတိုင်းဘုရားကပေးတယ်ဆိုတာကိုတွေ့ရပါတယ်ဘဝမှာဝမ်းနည်းစရာတွေကြီးမားတဲ့ခက်ခဲပြဿနာတွေကြုံတွေ့တဲ့အခါဘုရားတခင်ရှေ့မှာတိုးဝင်ပြီးတော့ဆူတောင်းပါယုံကြည်ခြင်းနဲ့ဆူတောင်းပါဘုရားတခင်ကသင်ရဲ့ဆူတောင်းတာကို နားညောင်းပြီးပြီးတော့အလူတော်နဲ့အညီသင်ရဲ့တက်တော်ကို ဖြည့်ဆည်းပေးမှာဖြစ်တယ်ဆိုတာကိုအားပေးကြပါတယ်။နောက်ဒုတိယတစ်ခုကတင့်ရဲ့အသက်တာဖရာခင်နဲ့တာ၍နီးစေပါ။တတော်များများကအစီအမံပြေမှုတွေဝန်းနေစရာတွေအခက်အခဲပြဿနာတွေကြုံတွေ့လာတဲ့ခါမှာတဖြည်းဖြည်းနဲ့ဖရာခင်နဲ့ဝေးကွာလာကြတယ်။ဒါကအင်မတန်မှမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ကျွန်တော်ရဲ့အသက်တာမှာအစီအမံပြေမှုတွေကြုံတွေ့လာလေလေဝန်းနေစရာအဖြစ်ပြက်တွေကြုံတွေ့လာလေလေတင်းနှလုံးသားထဲမှာရှိတဲ့ဝန်းနေစရာအဖြစ်ပြက်တွေအားလုံးကို တာ၍ဘုရားခင်ရှိမှနီးကပ်စွာ အနည်းဆုံးတနည်းမှာဘုရားခင်ရှိမှတိုးဝင်ပြီးတော့ကျွန်တော်ရဲ့အသက်တာဘုရားနဲ့နီးနီးကပ်ကပ်အသက်ရှင်ဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘုရားကတင်းရဲ့ဝမ်းနည်းပူဆွေးခြင်းတင်းရဲ့ခက်ခဲပြဿနာကို မဖြေရှင်းနိုင်လောက်အောင်လက်တူတဲ့ဘုရားမဟုတ်ပါဘူးအရေးကြီးတာကကျွန်တော်ရဲ့အသက်တာမှာ အခက်ခဲပြဿနာကြုံတွေ့လေလေဝမ်းနည်းစရာတွေကြုံတွေ့လေလေဘုရားနဲ့တာ၍နီးကပ်စွာ အသက်ရှင်ဖို့ဖြစ်တယ်ဆိုတာကိုအားပေးကြပါလေ။ဟာနာကနစ်စင်မပြတ်ဗိမာန်တော်ကိုတွားတယ်။တောင်းတဆိုစိတ်သက်ကြပြီးတော့အားသွားပါပြီဘုရားမကြည့်တော့ဘူးဘုရားသူ့ကိုမမြင်တော့ဘူး။သူရဲ့ခက်ခဲပြဿနာကိုဘုရားတခင်မကူညီတော့ဘူးဆိုပြီးတော့စိတ်သက်ကြပြီးတော့သူနောက်ဆုတ်သွားနိုင်တယ်။ဒါပေမဲ့ဟာနာကအဲ့လိုမျိုးမလုပ်ဘူး။ဘုရားတခင်ရှိမှတာဝန်နိကတ်စွာအသက်ရှင်နေဆိုတော့တွေးရတယ်။နောက်တစ်တရားတစ်ခုကတင်ပေါ်မှာ ဖြစ်ရှင်းနိုင်လဲအောင်ကြီးမားတဲ့ဝါနေစရာဖြစ်ပျက်တွေကြုံတွေ့တဲ့အခါမှာတင်းရဲ့အခက်အခဲပြဿနာတွေအလုံးကိုဘုရားသခင်ရှေ့မှာဖော်ပြပါဘုရားသခင်ရှေ့မှာဖော်ပြဖို့အရေးကြီးပါတယ်ကျွန်တော်တတော်များများကအခက်အခဲပြဿနာတွေအရှင်မပြေမှုတွေဆိုရင်ကြိတ်ပြီးကွန့်ကိုဖြေရှင်းကြတယ်ဘယ်သူမှလည်းပေးမသိစေခြင်းတိဖို့လဲရှက်တယ်တချို့ကဒါမဲ့ဒီနေ့ချစ်တော်ယုံကြည်သူညီကိုမောင်နှမများဘုရားရဲ့ဏိယာမဘုရားရဲ့တဘောတရားတမန်တရားရဲ့နိလန်းက တင်အခက်ခဲပြဿနာ ဖြစ်တယ်ဆိုတော့ဘုရားမမြင်ဘူးမြင်တယ်။ဒါပေမဲ့ဘုရားကအဲ့ဒီအရာတွေအားလုံးကို သူ့စီအပ်စေခြင်းတာ။ဒါကြောင့်ယေရှုကပြောတယ်ဝင်လေ၍ပင်မတော်တူပေါင်းတို့ငါထံတို့လာကြတော့ငါဒီချမ်းသာပေးမယ်။တင်ရဲ့ခက်ခဲပြဿနာတင်ရဲ့ဝင်ထုတ်တွေအစမပြေမှုတွေတင်းရဲ့လေးတော့ဝင်တွေကိုကုညီမဆောက်ဖို့တဲ့ဘုရားကယေရှုက ကျွန်တော်တို့ကိုဝေခံကျွန်တော်ကိုဖိတ်ခေါ်နေတယ်ကုညီမဆောက်ဖို့အတွက်တင်းတော်တော်များများကကြိတ်ဖြည့်ရှင်းတယ်အဲ့ဒီအရာကိုကျွန်တော်တို့ ဘယ်သူမှမတိဖို့အတွက်ကျွန်တော်လှုပ်ဆောင်တယ်တိမာတော်မှစိုးရင်လည်းကြောက်ရွံ့တယ်ရှေ့ရွံ့တယ်ဒီနေ့မရှိမကြောက်ဘုရားခင် ရှေ့မှာအဲ့ဒီပြေတနာတွေကိုခေါ်ပြပါပြီးတော့ဘုရားခင်ရှေ့မှာအံ့နံပါဘုရားကသင်အခက်အခဲပြေတနာအလုံးသင်ဝမ်းနည်းစရာကြုံတွေ့ရတဲ့အဖြစ်အပျက်တွေအလုံးကိုစိုးစင်းမြမရှိအောင်ဘုရားကကိုညီမဆပေးနိုင်တော့ဘုရားဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်နဲ့အားပေးခြင်းနဲ့အရောက်စီတိုင်းပေါ်ဘုရားခင်ကောင်းချီးပေးပါစေ။